ဥစွာဖျားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဖျားရှင်ကကောင်းမြတ်လား။ဖျားရှင်ကကောင်းမြတ်လား။ဘသူအတွက်ကောင်းမြတ်လဲ။ကျွန်တော်အတွက်ကောင်းမြတ်တယ်။ကျွန်မအတွက်ကောင်းမြတ်တယ်။လူသားတွေအားလုံးအတွက်ကောင်းမြတ်တဲ့ဖျားဖြစ်တယ်။ဒီနေ့အသက်ရှင်ပြီး ကောင်းမြတ်တဲ့ဖျားကို ကျွန်တော်တို့ချင်းမဖို့လိုလားမလိုဘူးလားကျွန်တော်တို့ယုံကြည်သူ ခရိယန်ရဲ့အတ္တတာမှာဘုရားကို ချီးမွမ်းခြင်းကအလွန်အရေးကြီးရယ်ဘုရားကကျွန်တော်တို့ကိုပြုခဲ့တဲ့ကျေးဇူးတွေကိုကျွန်တော်တို့ကပြန်လဲဆက်ခြင်းအဖြစ်ကျွန်တော်တို့ကချီးမွမ်းဖို့လိုရယ် ါမှမဟုတ်လေဖရားရဲ့ဖရားကိုကျွန်တော်တို့ကချီးမွမ်းမှတာလေဖရားရဲ့ညီတက်ချင်းကောင်းကြီးတွေကကျွန်တော်တို့ခံစားရမယ်ဆိုတာတွေ့ရတယ်။ဆာလံဆရာကဗာပြောထားလဲဆိုရင်ဆာလံအဲ150မြောက်မြောက်တော့ဆာလံအပိုင်ငယ်6မှာအသက်ရှိသူအပေါင်းတို့ထာဝရဖရားကိုချီးမွမ်းကြစေ။ဟာလေလုယာ။အသက်ရှိသူအပေါင်းတို့ထာဝရဖရားကိုချီးမွမ်းကြစေ။ ။ဒီနေ့ကျွန်တော်တို့အသက်ရှင်နေသေးတဲ့ဆိုရင်တော့ဖခင်ကိုချီးမွမ်းဖို့ဆာလံဆရာကြီးကပေါ်ပြတာတယ်။ဒီနေ့ဖခင်ကိုချီးမွမ်းခြင်းမရှိဘူးဆိုရင်တဲ့ကျွန်တော်တို့ရဲ့အသက်ကသေဆုံးနေတာနဲ့အတူတူပဲဆိုတာကိုဆာလံဆရာကပေါ်ပြထားတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ဖခင်ကိုကျွန်တော်တို့အသက်ရှိသူအပေါင်းတို့ကျွန်တော်တို့ချီးမွမ်းတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖခင်ကိုချီးမွမ်းတယ်။ ချီးမွမ်းခြင်းမတူအမျိုးမျိုးချီးမွမ်းကြတယ်ဒီနေ့ဘုရားကိုကျွန်တော်ဘယ်နေရာမှာချီးမွမ်းမလဲဘယ်အချိန်မှာချီးမွမ်းမလဲဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာဘုရားကိုဘယ်အချိန်မှာကျွန်တော်တို့ချီးမွမ်းလဲဒီနေ့ဘုရားကိုဘယ်နေရာမှာကျွန်တော်တို့ချီးမွမ်းလဲကျွန်တော်တို့မိမိကိုယ်ကိုမိမိပြန်လဲစမ်းစစ်ကြည့်ကြအောင်တိတ္တနာ၁၈မှာ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလောထို့သောကျင့်စေခြင်းကဖျားအလိုရှိ၏အရာရာ၌ကျေးဇူးတော်ချီးမွမ်းကြလောထို့သောကျင့်စေခြင်းကဖျားအလိုရှိ၏ယင်းကျွန်တော်တို့ရဲ့အတ္တတာမှာချီးမွမ်းတယ်ဖျားကိုချီးမွမ်းတယ်ကျွန်တော်တို့အရာရာတိုင်းမှာကျွန်တော်တို့ဖျားကိုချီးမွမ်းနိုင်လား ယင်းနဲ့ကျွန်တော်ရဲ့ပြဿနာပြည်တယ်မယင်းနဲ့ကျွန်တော်ဘဝတတရရရှိတဲ့အချိန်မှာကျွန်တော်တို့ချီးမွမ်းတာလားကျွန်တော်ပြည်လဲနေတဲ့အချိန်ကျွန်တော်ပြဿနာဒုက္ခတွေဘာမှမရှိတော့တဲ့အချိန်မှာဖခင်ကိုကျွန်တော်ချီးမွမ်းတယ်ကျွန်တော်လိုချင်တာရတဲ့အခါမှာကျွန်တော်တို့ဖခင်ကိုချီးမွမ်းကြတယ် ။ဒီနေ့ကျွန်တော်တို့ဒုက္ခခက်ခဲတွေရောက်နေတဲ့အချိန်မှာရောကျွန်တော်တို့ရဲ့အတ္တတာဖိအားကိုချီးမွမ်းနိုင်လား။ဒီနေ့အရာရာနဲ့ဖိအားကိုချီးမွမ်းကြလော။ဒီနေ့ကျွန်တော်ပြဒနာနဲ့ကြုံလာပြီ။ကျွန်တော်တို့ခက်ခဲတွေနဲ့ကြုံလာပြီဆိုရင်ကျွန်တော်တို့မချီးမွမ်းနိုင်တော့ဘူး။ဖိအားကိုမချီးမွမ်းနိုင်တော့ဘူး။ဖိအားကောင်းမြတ်တယ်ဆိုတာကျွန်တော်တို့မပြောနိုင်တော့ဘူး။ ဒီနေ့ကျွန်တော်တို့အရာရာတိုင်းနဲ့အရာရာတိုင်းနဲ့ဖျားကိုချီးမွမ်းနိုင်ဖို့အတွက်ကျွန်တော်တို့ဘာလိုအပ်လဲဖျားရဲ့အလိုတော်ကိုဝန်ခံနိုင်တဲ့သူမှသာလေအရာရာတိုင်းနဲ့အရာရာတိုင်းနဲ့ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနိုင်တဲ့သူဖြစ်တယ် ယနေ့ကျွန်တော်တို့ရဲ့ဘဝအတ္တတမှာဒုက္ခခက်ခဲတွေနဲ့ကြုံလာလို့ရှိရင်ဖခင်ရဲ့အလိုတော်ကိုဝေမခံနိုင်ဘူး။ဟာဖခင်ငါ့ကြောင့်မှဒုက္ခပြရလား။ဟာငါတို့ကြောင့်မှဒီလိုပြရလား။ကျွန်တော်တို့ဖခင်ရဲ့အလိုတော်ကိုဝေမခံနိုင်ဘူး။ဒါကြောင့်ဖခင်ရဲ့အလိုတော်ကိုဝေမခံနိုင်လို့ကျွန်တော်တို့ကဖခင်ကိုမချီးမွမ်းနိုင်တော့ဘူး။ဖခင်ကိုမချီးမွမ်းနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတမှာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာငြိမ်သက်ခြင်း မရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်။ယနေ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာဖယားကို အရာရာတိုင်းနဲ့ချီးမွမ်းနိုင်ဖို့အတွက်ကဖယားရဲ့အလိုတော်ကိုဝန်ခံတက်ဖို့လိုတယ်။ဖယားရဲ့အလိုတော်ကိုသိရှိပြီးကျွန်တော်တို့ကဖယားရဲ့အလိုတော်ကိုဝန်ခံနိုင်ပြီးချီးမွမ်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘဝအတ္တမှာငြိမ်သက်ပျော်ရွှင် ချမ်းမြေ့ခြင်းခံစားရမယ်ဆိုတာတွေ့ရတယ်။ ဟေဗြဲ7:35မှာဖယားသခင်ယေရှုတော်ကိုဝန်ခံရက်နှုတ်ခမ်းအတီးဟူသောချီးမွမ်းခြင်းရစ်ကိုအစဉ်ပူဇော်ကြကုန်အံ့ဖယားရဲ့ယေရှုတော်ကိုကျွန်တော်တို့ဝန်ခံပြီးတော့မှဖယားကိုကျွန်တော်တို့ကအစဉ်ချီးမွမ်းဖို့တမန်ကျမ်းစာကကျွန်တော်တို့ဖော်ပြထားတယ်နှစ်တိနှစ်15မှာတင်မူကဝန်ခံတော်ဝန်ခံတော်မူသောသူရှက်ချက်เสียအကြောင်းမရှိပဲ တမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာတမားဖြစ်လက်ဘုရားသခင်ရှေ့၌ကိုကိုကိုစက်တခြင်းကကြိုးစားအားထုတ်ကြတော့ဒီနေ့ကျွန်တော်တို့မျက်မှောက်ခင်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ကြေတနာတွေကြုံတွေ့နေရတဲ့ဒုက္ခတွေမှာကျွန်တော်တို့ချီးမွမ်းနိုင်လား ကျွန်တော်တို့မချီးမနိုင်ဘူးဟိုလူကိုအပြစ်တင်လိုက်ဒီလူကိုအပြစ်ဖုံးလိုက်နဲ့ကျွန်တော်တို့ရဲ့ဘဝတတ္တမှာဖယားရဲ့အလိုတော်ကိုဝန်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာပျော်ရှင်ချမ်းမြေ့ခြင်းမရှိဘူးဒါဖယားရဲ့အလိုတော်ကိုဝန်ခံနိုင်တဲ့သူမှသာလေကျွန်တော်တို့ဖယားကိုချီးမွမ်းနိုင်တယ်အရာရာမှချီးမွမ်းနိုင်တယ် ။ဒီနေ့ချီးမွမ်းခြင်းကကျွန်တော်တို့ချီးနှောင်ခြင်းတွေကိုလွတ်မြောက်နိုင်တယ်။ကျွန်တော်တို့အခက်ခဲတွေကိုဖြေဖြောက်နိုင်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တတမှာဖရာရဲ့အလိုတော်တည်ရှိဖို့အတွက်တမာကျမ်းစာကိုတမာတရားကိုမှန်ကန်စွာ ပိုင်းခြားတတ်သောဆရာတမားဖြစ်လက်ဖရာသခင်ရှိ၌ကိုကိုကိုဆက်တခြင်းက ကြိုးစားအားထုတ်ကြလောဘုရားရဲ့အလိုတော်ကိုဝန်ခံနိုင်ရင်ဘုရားကိုချီးမွမ်းနိုင်မယ်ဘုရားကိုချီးမွမ်းနိုင်ရင်ကျွန်တော်တို့ညီတက်ချင်းရမယ်ယနေ့မြတ်မောက်ခေပြဿနာတွေအခက်ခဲတွေကြားထဲမှာဘုရားရဲ့အလိုတော်ကိုကျွန်တော်တို့ဝန်ခံကြည့်လိုက်ယနေ့မြင်နေလို့တဲ့တဘာဝဘေးတွေကြုံလာတဲ့ယနေ့စစ်မှန်တွေဖြစ်တဲ့ဒါကဘုရားရဲ့အလိုတော်ပဲ ိုတာဘေလိုတော့ကိုဝန်ခံပြီးတော့ကျွန်တော်တို့အသက်ရှင်ပြီးတော့အရာတာတိုင်းနဲ့ချီးမွမ်းတက်ဖို့လိုတယ်ဆိုတာတွေ့ရတယ်အဖေရကကျွန်တော်တို့ကိုဘာဖြစ်ချင်လဲဒီနေ့ဖေရရဲ့အလိုတော်ကို ကျွန်တော်တို့ကဝန်မခံနိုင်ဘူးကိုယ့်ရဲ့အလိုအတိုင်းကိုယ့်ရဲ့အလိုတော်အတိုင်းပဲလိုက်လျှောက်အသက်ရှင်လို့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာပူလောင်ခြင်းတွေတောကတွေနဲ့ပြေဝနေတယ် ။ယနေ့ဖခင်ရဲ့အလိုတော်ကိုဝန်ခံလိုက်ပါ။ယနေ့ကျွန်တော်တို့ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာထဲမှာမိမိရဲ့အလိုတော်မိမိရဲ့အလိုကိုယ့်ရဲ့အိမ်တော်မိသားစုရဲ့အလိုကိုယ်ချင်းနဲ့တတ်တဲ့သူရဲ့အလိုပဲအလိုအတိုင်းပဲအသက်ရှင်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းရမှာမဟုတ်ဆိုတာတွေ့ရတယ်။ဒီနေ့ဖခင်ရဲ့အလိုတော်ယနေ့ကပါကြီးမှာဖြစ်တဲ့နေတဲ့အရာဖခင်ရဲ့အလိုတော်ဝင်ခံလိုက်ပါ ကျွန်တော်တို့ချီးမွမ်းနိုင်တယ်ရေကျွန်တော်တို့ရဲ့ဘဝတတ္တမှာဖယားကိုချီးမွမ်းနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝတတ္တမှာလွတ်ငြိမ်းခြင်းရပြီပျော်ရွှင်မှုရပြီဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တမှာအရာရာတိုင်းမှာကျေးဇူးတော်ချီးမွမ်းတတ်ဖို့ဖယားရဲ့အလိုတော်ကိုဝန်ခံဖို့ဖြစ်ပါတယ် ်ယနေ့မျက်မှောက်ခေတ်ကမှဖြစ်ပြက်နေတဲ့အရာအလုံးဟာဖခင်အခွင့်မရှိရင်ဘာမှဖြစ်လာဖို့အကြောင်းမရှိဘူးယနေ့ဖခင်ကသူ့ရဲ့အလိုတော်ကဘာလဲကျွန်တော်တို့တည်ဖို့အတွက်တမာကျမ်းစာကိုမှန်ကန်စွာပိုင်းခြားတတ်တော်ပိုင်းခြားတတ်ဖို့လိုတယ်ဆိုတာတွေ့ရတယ်ကျွန်တော်တို့အဲဘဝအတ္တတမှာအရာရာတိုင်းမှာဖခင်ကိုမချီးမွမ်းနိုင်တာကျွန်တော်တို့ဘာကြောင့်လဲ ကျွန်တော်တို့ဖျားပေးထားတဲ့ကျေးဇူးတော်အတွက်ကျွန်တော်တို့ကျေးဇူးတည်တတ်တယ်။ဖျားကိုကျေးဇူးတည်တတ်မှုကျွန်တော်တို့နေပါတော့ကြောင့်ဖျားကိုကျွန်တော်တို့အရာရာတိုင်းမှာ မချီးမွမ်းနိုင်ဘူး။ကျွန်တော်တို့ဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့မချီးမွမ်းနိုင်ဘူး။ဒီနေ့ကျွန်တော်တို့ပြဿနာနဲ့ကြုံတွေ့နေတဲ့အချိန်ကျွန်တော်တို့မချီးမွမ်းနိုင်ဘူး။ဒီနေ့ဖရားရဲ့ကျေးဇူးတော်ကိုကျေးဇူးတည်တဲ့ကျွန်တော်တို့ယော်နေခြင်းကြောင့်ကျွန်တော်တို့ အကျေစုတော်ကို မချီးမွမ်းနိုင်ဘူးနောက်တစ်ခုကကျွန်တော်တို့ဖခင်ကအရာအားလုံးကိုတတ်နိုင်ပါတယ်ဆိုတော့အရာကိုကျွန်တော်တို့ယုံကြည်မှုငါတို့ကိုယ်ပေါ်တဲ့ဖခင်ကအရာအားလုံးကိုတတ်နိုင်တဲ့ဖခင်ဖြစ်ပါတယ်ဆိုတော့ယုံကြည်ခြင်းအားနဲ့ချင်းကြောင့်ကျွန်တော်တို့ဖခင်ကိုမချီးမွမ်းနိုင်ဘူး ောက်တော့နံပါတ်3ကမိမိဇာတိဖြောင်းမခြင်းဖြင့်ကျွန်တော်တို့အသက်ရှင်ခြင်းကြောင့်ဖျားကို မချီးမွမ်းနိုင်ဘူးမိမိဇာတိဖြောင်းမခြင်းကြောင့်ကျွန်တော်တို့အသက်ရှင်ခြင်းအဖြစ်ဖျားကိုမချီးမွမ်းနိုင်ဘူးဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖျားကိုချီးမွမ်းနိုင်ဖို့အတွက်ဂျေစုတည်တတ်တဲ့သူဖြစ်ဖို့လိုတယ်ဒီနေ့ယုံကြည်ခြင်းအားကြီးဖို့လိုတယ် ယနေ့ကျွန်တော်တို့ရဲ့မိမိစံနာအတိုင်းအသက်မရှိမနဲ့ဖခါရဲ့အလိုတော်ကိုဝန်ခံပြီးဖခါရဲ့အလိုတော်နဲ့အညီလိုက်လျှောက်အသက်ရှင်ဖို့အရေးကြီးတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ယနေ့မျက်မှောက်ခေတ်မှာဖခါကကျွန်တော်တို့ယုံကြည်သူခရိယာတွေကိုဘာအလိုရှိလဲ။ယနေ့ဖြစ်ပြနေတဲ့အရာအလုံးတွေမှာကျွန်တော်တို့ကိုဖခါကဘယ်နေရာမှာဘာဖြစ်စေခြင်းလဲ။ ဒီနေ့ကျွန်တော်တို့ကိုဘယ်လိုအတော့ပြုမလဲဆိုတာဖခင်ရဲ့အလိုတော်ကိုဝန်ခံမယ်ဆိုလို့ရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာအရာရာတိုင်းမှာကျေးဇူးတော်ချီးမွမ်းနိုင်တဲ့သူဖြစ်လာမယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မလို့ယနေ့တေသနာဒုက္ခအခက်ခဲတွေကြားထဲမှာဖခင်ရဲ့အလိုတော်ကိုဝန်ခံရင်းနဲ့ချီးမွမ်းတဲ့ဖခင်ဘုံထင်ရှားစေတော်သူ ဖြစ်ကြပါစို့။ ကျွန်တော်တို့ဖိယားကိုချီးမွမ်းခြင်းဟာဖိယားပုံထင်ရှားဖို့ဖြစ်တယ်။ယင်းနဲ့စစ်မှတ်တမ်းတွေကျွန်တော်တို့ကြုံရကျွန်တော်တို့ချီးမွမ်းနိုင်တဲ့သူဖြစ်ရမယ်။ဖိယားကိုချီးမွမ်းနိုင်တဲ့သူဖြစ်ရမယ်။ဖိယားပုံထင်ရှားဖို့ဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဘယ်လိုပြဿနာဘယ်လိုအခက်ခဲပဲကြုံလာမစေဖခင်ရဲ့အလိုတော်ကိုဝန်ခံပြီးတော့ဖခင်ကိုအစဉ်အမြဲချီးမွမ်းကိုးကွယ်ရင်းနဲ့ဖခင်ဘုံ ထင်ရှားစေတော်သူ ဖြစ်နိုင်ကြပါစေ။ရောက်စီတိုင်းဖျားရှင်ပေးထားတဲ့ကောင်းကြီးများကို ပြန်လည်ဝင်ကအတုံးပြုနိုင်ကြပါစေ။